ရုပ်ရှင်ရိုက်ရဖို့ကိုရွှေမန်းကိုဖားပြီးတော့မဟုတ်မမှန်ပြောလာတဲ့ထွန်းထွန်းကိုတဲရှင်းလာတဲ့တန်တမိုးတဲ့ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်မြန်မာဆယ်ရီအင်ဆိုင်ဒါဘေ့ချ်ကနေပြီးတော့ပြန်လည်စူးစူးလိုက်ပါတယ်တန်တမိုးတဲ့ကအနုပညာလောကမှာအေဂျင့်စွာယက်တီနေရင်ကနေအခုအချိန်မှာတော့ပွဲရီဖြစ်နေရတာပါပွဲဖြစ်ရတဲ့အကြောင်းရင်းကတော့သူနဲ့ရှင်းနေတာတွေ့ခဲ့ပြီးမှလက်ထပ်သွားတဲ့ကိုရွှေမန်းကြောင့်ဖြစ်ပါတယ်ထို့လို့အေးလုပ်ငန်းပိုင်ရှင်ကိုရွှေမန်းဆိုတဲ့သူကတန်တမိုးတဲ့နဲ့ချစ်သူဖြစ်နေတာကြာပြီ ဖြစ်ပါတယ်။အချိန်ကြာကြာလက်တွဲပြီးတော့ချက်သူတွေဖြစ်နေခဲ့ပေမဲ့လက်ထပ်ဖို့ထက်ဈာရဲမှာသစ္စာဖောက်ခဲ့တာများလို့သူဘက်ကနေလမ်းခွဲခဲ့တဲ့အကြောင်းတန်တာမိုးသိန်းကထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။အခုလိုထုတ်ပြောလာတဲ့အချိန်မှာကိုရွှေမန်းကမကောင်းတဲ့သူအဖြစ်အားလုံးကိုသိလိုက်ရပါတယ်။တစ်ဖက်မှာလည်းလက်ထပ်လိုက်တဲ့အမျိုးသမီးကလည်းတိတ်ခါရကြရပါတယ်။ဒါကြောင့်မို့ကိုရွှေမန်းကလည်း "तू မဟုတ်ဘူး"လို့ညင်းလာသလိုထွန်းထွန်းကလည်းကိုရွှေမန်းဘက်ကနေပြီးတော့ပြေးဝကာကွယ်လာခဲ့ပြန်တာပါ။ထွန်းထွန်းကဈာရဲကနေအနေချောင်ပေမဲ့လည်းကိုရွှေ ွှေမန်းရှိကနေရရင်ရင်ရင်ကာကွယ်မယ်ဆိုပြီးတော့စာအရှိကြီးတွေရေးတင်လာခဲ့တာဖြစ်ပါတယ်။သူ ရေးတင်လာခဲ့တဲ့စာအရှိကြီးကတော့ကိုရွှေမန်းကခေါင်းထဲသူတစ်ယောက်ဖြစ်ပြီးတော့ယောက်ျားကောင်းလို့ဆိုထားတာပါ။ဒါအပြင်ဒေါက်တာမာလီနဲ့ချစ်သူဖြစ်တာကလည်း တစ်ဖက်မျိုးသမီးနဲ့ပြန်ဆဲပြီးတော့မှချစ်သူဖြစ်ကြအောင်ထွန်းထွန်းကအမခံလာခဲ့တာဖြစ်ပါတယ်။ကိုရွှေမန်းအမိကောင်းဖခင်သားသမီးဖြစ်တယ်လို့ယူလိုက်တဲ့ဒေါက်တာမလေးကလည်းအတိုင်းဝိုင်းကြည့်ပြီးတော့အကုန်တရေရှိတာမို့မိကောင်းဖခင်သားသမီးလို့ဆိုပါတယ်။ဒါကြောင့်မို့မိကောင်းဖခင်သားသမီးတွေကိုလာပြီးတော့မနှောက်ရှက်ပါနဲ့ဆိုပြီးတော့ထွန်းထွန်းကပြောဆိုလာခဲ့တာဖြစ်ပါတယ်။ထွန်းထွန်းကတန်တာမိုးသိန်းကသာမကောင်းတဲ့ပုံစံနဲ့ကိုရွှေမန်းကိုကာဗာလုပ်ပေးလာခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးကာဗာလုပ်လာတဲ့အပေါ်မှာတန်တာမိုးသိန်းကလည်း လုံးဝကိုတီးမခံပါဘူးသူအနေနဲ့အေးအေးဆေးဆေးသာနေခဲ့ပေမဲ့လည်းထွန်းထွန်းတော့ပါဝိုင်းပြီးတော့မဟုတ်မမှန်ပြောနေတာမို့ဖြေရှင်းဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ် ထွန်းထွန်းတို့ပြောနေတာတွေကအမှန်တရားတွေမဟုတ်ပဲလိန်ညာနေရလို့ဆိုပါရယ်ကိုရှင်မန်ကဒေါက်တာမာလီနဲ့စတင်ရင်းနှီးတဲ့အချိန်မှာသူနဲ့တွေ့နေတုံဖြစ်ပါရယ်သူနဲ့တွေ့နေတဲ့အချိန်ကလေးကနေရင်းနှီးနေကြသလိုဘာတွေမှလည်းချိန်တွေးကြပါရယ်ဒေါက်တာမာလီနဲ့6လသာရီစားဖြစ်ပြီးတော့လက်ထက်ခဲတာဖြစ်သလိုလက်ထက်ဖို့ကိုလည်းစီစဉ်တာ6လကြာပါရယ်ဒါကြောင့်မို့လက်မထက်ခင်အချိန်ကလေးကလက်ထက်ဖို့စီစဉ်နေရလားလို့တန်တာမိုးသိန်းကခနေတဲ့တဲ့နဲ့ပြောလာခဲ့တာဖြစ်ပါရယ် ထွန်းထွန်းဘက်ကပြောတဲ့ရက်စွဲတွေကအမားရိတာဖြစ်တယ်လို့ထောက်ပြလာခဲ့တာပါထွန်းထွန်းတို့ကတန်တမိုးသိန်းဘက်ကိုအမားလို့ဆွဆွဲတာဖြစ်တဲ့အတွက်သူ့အနေနဲ့ဘလို့မှမခံနိုင်ဖြစ်နေတာပါအခုလက်ရှိမှာတန်တမိုးသိန်းကတယောက်တည်းဖြစ်ပြီးတော့သူ့ဘက်ကိုအားလုံးကမလုံမုံထားလုံးနေကြတာလည်းဖြစ်ပါတယ်ကိုရွှေမန်းကအနုပညာလောကမှာအောင်မြင်ကြော်ထားတဲ့သူဖြစ်တယ်လို့အနုပညာရှင်တွေဝိုင်းပြီးတော့ဖူးဖူးမှုန့်နေရတာဖြစ်ပါတယ် ဒါကြောင့်မို့လဲကျွန်တော်ကသူစကားရှာရဖို့ဖူးဖူးမဟုတ်လာတာဆိုပြီးတော့တန်တာမိုးတင်ရထုတ်ပြောခဲ့တာပါမသိရင်ကိုကပဲလိန်နေတယ်လို့လို့ညနေတယ်လို့လို့ကျမကပဲလူတိများအောင်လုပ်နေတယ်လို့နဲ့ကျမအတန်းရှင်းရှာရတာမကြိုက်ဘူးဆိုပြီးတော့တန်တာမိုးတင်ကထုတ်ပြောလာခဲ့တာဖြစ်ပါတယ်တကယ်လည်းပဲတန်တာမိုးတင်ကဖွဲရီဆိုလဲတိတ်မတက်ပဲနဲ့သူကိုယ်သူသာအေးအေးဆေးဆေးပဲနေတတ်တာဖြစ်ပါတယ်တကယ်ဆိုရင်သူနဲ့ဖြစ်နေကြတဲ့တစ်ဖက်မိန်းကလေးနဲ့ဖြစ်ခဲ့ပေမဲ့ တန်တာမိုးတရတစ်ဖက်ဒေါက်တာမလေးကိုစမိုက်လို့ထုတ်ပြီးတော့မပြောခဲ့ပါဘူးကိုရွှေမန်းကိုကာကွယ်ပေးရဲ့ထွန်းထွန်းနဲ့တန်တာမိုးသိပ်အပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရှင်